ဆက်လက်ပြီးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မက်ချစ်ချက်ဂူဂူဂိမ်းဒီစီဂိမ်းတွေပွဲဦးထွက်ပြသသွားပါမယ်။မက်ချစ်ချက်ဂူဂူ MCGG ကို2025ခုနှစ်ဒီဇင်ဘာလထိုင်းနိုင်ငံမှာကျင်းပမယ်။33ချိန်မြောက်အရှိတောင်အာရှစီဂိမ်းပြိုင်ပွဲကြီးမှာစိတ်တပိုင်းဖြင့်ထဲတွင်းပြသသွားမယ်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ပထမဆုံးချိန် offline နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်တဲ့မက်ချစ်ချက်ဂူဂူကမ္ဘာချန်ပီယံရှစ် G1 World Championship ကတော့ဒီဇင်ဘာ12ရက်နေ့မှာ စတင်မဲ့စီးကိန်းမှာဖွင့်ပွဲဖြစ်ပါဝင်သွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့စူးတစိမ့်ပေးရမယ့်ပြိုင်ပွဲတစ်ခုအနေနဲ့မဟုတ်ပဲ demonstration မှာတည်ဥပြပွဲဖြစ်တာပါဝင်သွားမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာအင်ဒိုနီးရှား၊မလေးရှား၊ထိုင်းနဲ့ဖိလစ်ပိုင်နိုင်ငံတွေကကစားသမားတွေကနေရှင်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။ဘိုတွန်ဂိန်းရဲ့ e-sport ecosystem အကြီးအကဲဖြစ်တဲ့ Regna ကသူတို့ရဲ့ဂိမ်းကိုစီးကိန်းလိုမျိုးဂုဏ်သိက္ခာရှိတဲ့စင်မြင့်ပေါ်မှာမြင်တွေ့ရတာကြောင့်ဂုံယူမီကြောင့်နဲ့ MCGGD ီမန်ချက်ရှိတဲ့ချန်ပီယံတွေအတွက်ချိတ်ဆက်ထားတဲ့ Gehasis တန်တို့ခုတိဆောက်ရရှိကြောင်းရည်ရွယ်ကြောင်းပြောကြားခဲ့ပါတယ်။မေလာမှာထွက်ရှိထားပြီးတဲ့နောက် MCGG ကတော့စက်တင်ဘာလ Season 3 update မှာနိုင်ငံတကာပြိုင်ပွဲများအတွက်ပထမဆုံးဂိမ်းအတွက်အရေးချင်းစစ်ပွဲတွေစတင်ပြုလုပ်လျက်ရှိပြီးသူတို့ရဲ့ e-sport အခြေခံအုတ်မြစ်ကိုစတင်ချမှတ်နေပြီဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။